အခြေခံအဆင့်အင်္ဂလိပ်စကားပြောလေ့လာနေသူတွေအတွက်ကရိယာတွေကိုအတိတ်ပစ္စုပန်အနာဂတ်ကာလသုံးခုနဲ့မှမကကန်သုံးပြီးပြောထပ်အောင်ညှော်ဝေပေးနေတာဒါဟာအပိုင်း၅ဖြစ်ပါတယ်ပြီးခဲ့တဲ့အပိုင်းတွေကိုမကြည့်ရသေးဘူးဆိုရင်လေဒီဗီဒီယိုရဲ့ caption မှာ link လေးထည့်ပေးထားပါမယ်တနေရာထဲမှာတပြိုင်နက်တည်းကြည့်လို့ရမှာဖြစ်ပါတယ်ဒါဆိုဒီနေ့သင်ခန်းစာလေးကိုဆက်လိုက်ကြရအောင် I cooked I cook I will cook I cooked ငါချက်ပြုတ်ခဲ့တယ် I cook ငါချက်ပြုတ်တယ် I will cook ငါချက်ပြုတ်မယ်ဘာတွေချက်ပြုတ်ခဲ့တယ်ဘာကိုချက်ပြုတ်တယ်ဘာချက်ပြုတ်မယ်ဆိုတာကိုတော့နောက်မှကိုချက်ပြုတ်မယ့်အရာလေးတွေထည့်ပြုတ်လို့ရနိုင်ပါတယ် I'm prepared I'm prepare I will prepare I'm prepared ငါပြင်ဆင်ခဲ့တယ် I'm prepare ငါပြင်ဆင်တယ် I will prepare ငါပြင်ဆင်မယ်ဘာတွေပြင်ဆင်ခဲ့တယ်ဘာပြင်ဆင်တယ်ဘာပြင်ဆင်မယ်ဆိုတာလိုအပ်တယ်လို့ထည့်ပြုတ်ပါ I'm finished. i finish. I will finish. I'm finished. Not be so get it. Not I'm, finished. I'm, finished. I'm finished. finish. Not so that I will finish. Not so that me. I watched. I watch. I will watch. I watched. Not ji get it. Don't move. I watch. Not ji I will watch. Not ji I watched TV last night. Meninya nga TV Jigede. I watch a film every day. Nizinjano, Yoshin Daga Jide. I will watch football matches tomorrow. Menapian, Jano Bolon Wari Jime. I heard. I hear. I will hear. I heard. Nga Jagede. I hear. Nga Jare. I will hear. Nga Jame. I slept. I sleep. I will sleep. I slept. Na asakere. I sleep. Na asade. I will sleep. Na asame. Be chayma asakere. Be chayma asade. Be chayma ame as ralidi. A chain table lu yabare. I sit. I sit. I will sit. I sit. Na tangere. I sit. Na tine. I will sit. Na tine. ဘယ်နေရာမှာထိုင်ခဲ့တယ်ဘယ်နေရာမှာထိုင်တယ်ဘယ်နေရာမှာထိုင်မယ်ဆိုတာလေးတွေနေရာလေးတွေထည့်ပြောလို့ရပါတယ် I stood I stand I will stand I stood ငါမတည့်ရက်ခဲ့တယ် I stand ငါမတည့်ရက်တယ် I will stand ငါမတည့်ရက်မယ် I lay I lie I will lie I lay ငါလဲလျောင်းခဲ့တယ် I lie ငါလဲလျောင်းတယ် I will lie ငါလဲလျောင်းမယ်အိယာပေါ်မှာလဲလျောင်းတာတို့ကရင်ပေါ်မှာလဲလျောင်းတာတို့မြေပြင်ပေါ်မှာလဲလျောင်းတာတို့လိုအပ်သလိုထည့်ပြောလို့ရနိုင်ပါတယ် I walked I walk I will walk I walked ငါလမ်းလျှောက်ခဲ့တယ် I walk ငါလမ်းလျှောက်တယ် I will walk ငါလမ်းလျှောက်မယ်မြန်မြန်လမ်းလျှောက်တာလားဖြည်းဖြည်းလမ်းလျှောက်တာလားဆိုတာပြောလို့ရတယ်ဘယ်နေရာမှာလမ်းလျှောက်တာလဲဆိုတာပြောလို့ရတယ် ဘယ်အချိန်မှာလမ်းလျှောက်တာလဲဆိုတာပြောလို့ရပါတယ်။ရှင်းပါလဲသင်ခန်းစာတွေအများကြီးပြောခဲ့ပြီဆိုတော့ကျွန်တော်ဒီနေ့နည်းနည်းလေးအပိုလေးပြောလိုက်ပါမယ်။အဲ့ဒါကတော့ negative sentence အငင်းဝကျပေါ့။ကျွန်တော်ရှေ့ကသင်ခန်းစာတွေအကုန်လုံးမှာ positive sentences ရိုးရိုးဝကျတွေပဲပြောခဲ့တယ်။ကိုလှုပ်တဲ့အကြောင်းတွေပဲပြောခဲ့တယ်။ဒီနေ့တော့အပိုလေးထပ်ပြီးလိုက်ပါမယ်။အဲ့ဒါကတော့မလှုပ်တဲ့အကြောင်းအရာတွေမလှုပ်ခဲ့တဲ့အကြောင်းအရာတွေမလှုပ်မဲ့အကြောင်းအရာတွေပြောလို့လည်းရနိုင်တယ်ပေါ့။ဒါဆိုရင်ကျွန်တော်အတိတ်ပြဿနာအနာဂတ်ဆိုတော့အနေငယ်တော့ပို့ပြီးမှတ်ရမှာရှိပါတယ်။ ညနေသင်ခန်းစာထဲကကရိယာလေးတစ်ခုနှစ်ခုလောက်ထည့်ပြီးတော့ပြောကြည့်ပါမယ်ဥပမာငါချက်ပြုတ်ခဲ့တယ်ဆိုရင် I cooked မချက်ခဲ့ဘူးဆိုရင် I didn't cook I didn't the I did not go ပေါင်းသုံးထားတာဖြစ်ပါတယ် I didn't cook ပြဿုပ်ပန်ဆိုရင် I cook ငါချက်ပြုတ်တယ်ဒါကို positive ရိုးရိုးဝတ်ကြလို့ခေါ်တယ်အငြင်းဝတ်ကြဖြစ်တဲ့ negative sentence ဆိုရင်တော့ I don't cook don't the do not နှလုံးကိုပေါင်းထားတာဖြစ်ပါတယ်။ငါမချက်ဘူး။အနာဂတ်မှာငါချက်မယ်လို့ပြောရင်တော့ I will cook. အနာဂတ်မှာငါမချက်တော့ဘူးလို့ပြောရင်တော့ I won't cook. won't the will not ကိုပေါင်းထားတဲ့စကားလုံးလေးဖြစ်ပါတယ်။ဆိုတော့ငါချက်မှာမဟုတ်ဘူးလို့ပြောခြင်း I won't cook. နောက်ထပ်ကြိယာလေးတစ်ခုနဲ့ဥပမာပြောပြပါမယ်။ငါအိပ်စက်ခဲ့တယ်ဆိုရင် I slept. ငါမအိပ်စက်ခဲ့ဘူးဆိုရင် I didn't sleep. ငါအိပ်စက်တယ်ပြစ်စုံပန်တိုင်းပြောချင်ရင် I sleep ငါမအိပ်စက်ဘူးလို့ပြောချင်ရင်တော့ I don't sleep ငါအိပ်စက်မယ်လို့အနာဂတ်အရာပြောချင် I will sleep ငါအိပ်စက်မှာမဟုတ်ဘူးလို့အနာဂတ်ကိုပြောချင် I won't sleep ဒါဆိုရင်အထူးသဖြင့်ကြွေးပြားခြားနားတော်တာလေးကအတိတ်မှာတွေ့ရပါလိမ့်မယ်ကျွန်တော်တာမန်အရာအိပ်စက်ခဲ့တယ်ဆိုရင်တော့ slept လို့သုံးမိမယ်လေမအိပ်စက်ခဲ့ဘူးလို့ပြောလိုက်တဲ့ခါကျတော့ရှေ့မှာ didn't လေးပါသွားလို့ slept မဟုတ်တော့ပြန်ဘူး sleep ဆိုတဲ့မူရင်းကရိယာကိုပြန်သုံးတယ်ဆိုတာလေးသတိထားမိလာပါလိမ့်မယ်။ကြံတဲ့ပစ္စုပန်နဲ့အနာဂတ်မှာတော့ကရိယာလေးတွေကအပြောင်းလဲမရှိပါဘူး။ဒါလို့ဆိုရင်ဒီနေ့သင်ခန်းစာကမိတ်ဆွေတို့အတွက်လုံလောက်မယ်လို့ပြောလင့်ပါတယ်။ဒီစကားလေးတွေကိုအသုံးချပြီးတော့မိတ်ဆွေရဲ့နေ့စဉ်ဘဝမှာအင်းလေးစကားပြောတတ်စေချင်ပါတယ်။လက်တွေ့လည်းအသုံးချစေချင်ပါတယ်။ဒီဗီဒီယိုလေးကမိတ်ဆွေတို့အကျိုးရှိတယ်ဆိုရင်ဗီဒီယိုလေးကို like ပေးခဲ့ပြီးတော့တခြားသူတွေအတွက်အကျိုးရှိစေချင်တယ်ဆိုရင်တော့စေတနာနဲ့ share ပေးခဲ့လို့ရပါတယ်။ နောက်ရက်တွေမှာနောက်ထပ်အကျိုးရှိတဲ့စကားပြောသင်ခန်းစာလေးတွေနဲ့ဆက်တွေ့ကြသေးတာပေါ့ Thank you for watching